မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမ်းမြေတရေများစီစဉ်နေပြည်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့တို့ရွေးချယ်တိစပ်ပေးမဲ့ပထမဆုံးသတင်းကတော့အနာဂတ်အားကစားမြို့တော်ဖြစ်လာနိုင်တဲ့ပြည်ဦးလွေမြို့ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ပြည်ဦးလွေမြို့တော်ဟာအားကစားမြို့တော်ဖြစ်ဆောင်ရွက်နိုင်မဲ့အခြေအနေကောင်းများပိုင်ဆိုင်ထားတာဖြစ်ပြီးဘောလုံးအားကစားပွဲများစပိန်ပြိုင်ပွဲများနဲ့အခြားအားကစားနည်းများကိုဆောင်ရွက်နိုင်ရမှာဖြစ်တယ်လို့နာဆာကဥက္ကဋ္ဌကပြောကြားခဲ့တာပဲဖြစ်ပါတယ် ဒါအပြင်တောင်းပလန်များရေးဆွဲရာတွင်လည်းအာကစားကွင်းများကိုပါစနစ်တကျထည့်သွင်းရေးဆွဲဆောင်ရွက်သားရဲ့လိုအပ်ပြီးပြည်ထွေမျိုးအား Green City, Clean City, Smart City ဖြစ်စေရေးအတွက်လည်းအကောင်းတွေပေါ်ဆောင်ရွက်သွားမယ်လို့လည်းသိရပါဗျ။လက်ရှိမြို့ပတ်ဝန်းကျင်တွင်တက်တော်များဖုံးလွှမ်းမှုရှိစေရေးတက်တော်တပင်ထိန်းသိမ်းခြင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုလည်းထိထိရောက်ရောက်ဆောင်ရွက်သွားကြရန်လိုပြီးပြည်ထွေဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးဒေသတွင်းနေထိုင်သူများနဲ့ဒေသတွင်းလာရောက်တာဝန်ထမ်းဆောင်နေကြသူများကအဓိကဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်းသိရပါဗျ။နောက်တစ်ပုံအနေနဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနဲ့ တော်တော်ကုန်များတော်ကုန်မှာရှိတဲ့ပြည်သူများကိုဒုက္ခတကုံအိမ်ရာရှိတိုက်လေးလုံးမဲနိုင်ပေးမယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ဆောက်လုံရင်ဝန်ကြီးဌာနကြီးကြပ်မှုဖြင့်တိစောက်ပီးစည်းနေပြီဖြစ်တယ်။တော်တော်ကုန်မြို့နယ်ဒုက္ခတကုံပြည်သူငါအိမ်ရာမှာထမှန်ပီးစည်းရဲ့တိုက်လေးလုံးကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနဲ့တော်တော်ကုန်များတော်ကုန်မှာရှိတဲ့ပြည်သူများအတွက်မကြမီမဲနိုင်နေရာချထားပေးမှာဖြစ်တယ်လို့မြပြနေအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှသိရပါတယ်။အိမ်ငန်းငါးရဲ့နေထိုင်ခွင့်ရရှိသူများအနေဖြင့်အိမ်ငန်းကိုထပ်ဆင့်ငါးရဲခြင်း၊ရပြောင်းငါးရဲခြင်းနဲ့ပေါင်းနဲ့ရောင်းချခြင်းများမပြုလုပ်ရန်အသိပေးထားပြီးငါးရဲခွင့်ရှိသူများအနေဖြင့် တတ်မှတ်ထားတဲ့စီကံချက်များကိုဖောက်ပြက်ကျူးလွန်ပါကမိုင်းဝင်းပြုတ်ထားတဲ့အိမ်ကန်းကိုပြန်လည်သိမ်းယူမိပြီးစီကံဖောက်ပြက်ကျူးလွန်သည့်မူလအိမ်ကားကိုလည်းဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒုက္ခတကုံပြည်သူငါအိမ်ရရှိအခန်းများရဲ့ကနေဦးကြီးညာချက်များအရတလ9ရန်ကနှုံးသားများမှာပထမတက်အတွက်6900ကျပ်ဒုတိယတက်အတွက်6000ကျပ်တတိယတက်အတွက်9500ကျပ်သရုတ်ထက်အတွက်4600ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဒုက္ခတွေကိုပြည်သူကအိမ်ရရှိအခန်းများမဲနိုင်ခွင့်ရရှိသူများရဲ့စီရင်ကိုဇွန်လ16ရက်နေ့မှဇွန်လ20ရက်နေ့အထိသက်ဆိုင်ရာဌာနနဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်အတိပေးကြေညာတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ငလင်းသတင်းအဆောက်အအုံများကိုစနစ်တကျပြန်လည်တည်ဆောက်နိုင်ရေးဒီပညာဆိုင်ရာဆွေးနွေးပွဲကျင်းပတယ်ဆိုတဲ့အကြောင်းပြပြပေးကြပါမယ်။မလ28ရက်တွင်ဖြစ်ပွားခဲ့တဲ့မန္တလေးငလင်းကြောင် ပျက်စီးဆုံးရှုံးခဲ့တဲ့အဆောက်အုံများကိုဝလင်းနေတဲ့အဆောက်အုံများပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီ၏လမ်းညွှန်ချက်အတိုင်းမြေပြင်တွင်လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့သက်ဆိုင်ရာအဖွဲ့အစည်းများအားပြုပြင်ရေးနည်းစနစ်များနားလည်သိရှိစေရန်နဲ့လုပ်ငန်းခွင်များတွင်စနစ်တကျပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ဒီပညာဆွေးနွေးပွဲကိုကျင်းပခဲ့တယ်လို့လည်းသိရပါပါတယ်။ငလင်းတကြောင်ထိခိုက်ခဲ့တဲ့အဆောက်အုံများကိုပျက်စီးမှုအနည်းများလိုက်အပြာရောင်အဆင့်လိမ်မွေရောင်အဆင့်နဲ့အနီရောင်အဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားခဲ့တာဖြစ်ပြီးတာမန်ပျက်စီးမှုဖြစ်တဲ့အပြာရောင်အဆင့်ရုံးအဆောက်အုံနဲ့ဝန်ထမ်းအရာအဆောက်အုံများကိုစနစ်တကျပြန်လည်ပြုပြင်ဆောင်ရွက်ရန် လေမွေရောင်အဆင့်ရုံးအဆောင်အုံနဲ့ဝန်ထမ်းအင်ရများကို PE structure construction ကြီးကြပ်မှုဖြင့်ပြင်ဆင်ရမယ့်နီလိုင်းတိုင်း quality control ထရှိပြီးရေသွေးစစ်ဆေးမှုများဆောင်ရွက်ရန်နဲ့ပြင်ဆင်မှုကြီးမားတဲ့အနေအထားအဆင့်အဆောင်အုံတွေကိုတော့ကျွမ်းကျင်ပညာရှင်များအကြံပြုချက်အတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ငလင်ဘေးတန်သိမ်းခဲ့တဲ့နေပြည်တော်ကောင်စီနယ်မြေပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်၁၀ခုတို့တွင်ကနအူးစည်းရင်းများအရလူနေအိမ်ပေါင်း63,854လုံး၊စာသင်ကျောင်း6,952ကျောင်း၊ဖုန်းတော်ကြီးကျောင်းနဲ့တိလရှင်ကျောင်း9,494ကျောင်း၊စည်ဒီပထိုး9,342စု အခြားဘာသာရေးစောက်အုံ613လုံးဆေးရုံဆေးကန်း986လုံးယထာလန်း56ခုလမ်း292ခုအမြန်လမ်းပိုင်း198ခုစဲတာဒမဲ986ခုဒရား182စင်း Transformer 353လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်ထားရှိပါတယ်နိုင်ငံတော်ကဏ္ဍအနေနဲ့အရှိတောင်အာရှရဲ့ကုန်သွယ်ရေးတကားပေါက်ဖြစ်လာနိုင်တဲ့ထိုင်းကုန်သရစီမံကိန်းဆိုတဲ့အကြောင်းပြပြပေးကြပါမယ်ထိုင်းကုန်သရစီမံကိန်းဟာ တရုတ်ပို့ဆောင်ရေးဈေးများလျှော့ချကာဖျက်သိမ်းခြင်းကိုတိုးတောင်းစေတာကြောင့်အရှိတောင် အာရှနဲ့အရှိအာရှတို့အလွန်အကျိုးရှိမည်ဟုရှုမြင်ပြီးအဆိုပါစီမံကိန်းတွေပါဝင်ရန်စိတ်ဝင်စားကြောင်း AIIB ရဲ့ဥက္ကဋ္ဌဂျင်းလီကွင်းကပြောကြားခဲ့တာပဲဖြစ်ပါတယ်။အဆိုရအနေနဲ့ဒီထိုင်းကုန်သတ္တရစီမံကိန်းမှာခမန့်ချီဘတ်တစ်ထရီလီယံခန့်ယင်းနှိမ့်မှုနဲ့ရမျှော်လင့်ထားတာဖြစ်ပြီးဒီစီမံကိန်းထဲမှာ ထိုင်းပင်လယ်ကွင်းနဲ့အက်ဒမန်ပင်လယ်တို့ကိုချိတ်ဆက်ပေးမဲ့မော်တော်ကားနဲ့နလန်သွားရထားလမ်းအပြင်ရောင်းမြို့နဲ့ချုံပုံမြို့တို့မှာရင်းနှီးဆိုင်ကံများတိစောက်ချင်းလုပ်ငန်းစဉ်တွေလည်းပါဝင်လာပဲဖြစ်ပါတယ်။စီမံကိန်းကိုကြီးကြပ်ကုန်ခဲ့နေတယ်။ပို့ဆောင်ရေးနဲ့ရင်းကျော်ပိတ်ဆို့မှုဆိုင်ရာမူဝါဒနဲ့စီမံကိန်းရုံးကတော့ဘက်ငွေ90ဘီလီယံတန်ဖိုးရှိနိုင်ငံတကာလေလံဆွဲမှုပထမဆင့်ကိုယခုနှစ်တွင်လုံဆောင်ရည်ရည်မှန်းထားတာဖြစ်ပြီးဆက်လုပ်ရေးလုပ်ငန်းများကို2030ခုနှစ်အောက်တိုဘာလတွင်စတင်နိုင်ရန်မျှော်မှန်းထားတယ်လို့သိရပါတယ်။ဒီဂုံဒရာစီမံကိန်းကြီး PC ပါက မလကရည်လေကြောက်ကိုဖျက်တမ်းတော်လာနေတဲ့တင်မောများအတွက်ခီးစဉ်ကြမ်းမြင့်ချိန်ကို၄ရက်ထိရှင်းချပေးနိုင်မှာဖြစ်ပြီးကုန်စည်ပို့ဆောင်ကားကို15ရာခိုင်နှုန်းထိရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်။ဆိုပါစီမံကိန်းကြီးဟာအလုပ်ကံပေါင်း2800ကိုဖန်တီးပေးမှာဖြစ်ပြီးအပြေဝအကောင့်ထပ်ပေါ်ပြီးတဲ့အခါမှာတော့ထိုင်းနိုင်ငံရဲ့တရက်တာစီးပွားရေးကြီးထောက်မှုနှုန်းကို9.5ရာခိုင်နှုန်းထိရောက်အောင်ထောက်ကူပေးမိဖြစ်တယ်လို့လည်းတက်ဆိုင်ရာအာဏာပိုင်များရဲ့ပြောကြားချက်အရသိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖွယ်အင်ချမင်တဲ့တွေကိုထပ်မံတက်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်တို့မြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမင်တဲ့များစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာလူဂျီမီနိုရဲ့အင်ချမင်တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ